ဟိုအမှုပညာလောကမှာတကယ်တမ်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြတ်တန်းရမယ့်ပုံစံတွေကဒါတကယ်တမ်းဆိုလို့ရှိရင်တော့ရေရှည်တည်တမ်းဖို့နဲ့အဲကျွန်တော်တို့ဒီအမှုပညာအပေါ်မှာသစ္စာရှိမှုကတော့ပိုအရေးကြီးတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်ဖို့အတွက်ခါကြတော့ကျွန်တော်တို့ကနေထိုင်မှုပုံစံတွေအတော်လာနေထိုင်ပြောဆိုတွေရလဲကျွန်တော်တို့ကတတောင်းတနေရာနေပြီးတော့မှကျွန်တော်တို့ဒီအမှုပညာရှင်တွေရဲ့ဖြတ်တန်းမှုကိုကျွန်တော်တို့ကဟို boost လုပ်ပေးတယ်ပေါ့နော်အဲ့ခါကြတော့အဲ့လိုမျိုးခံစားမှုမျိုးပဲကိုက အဲဒီလိုမျိုးအဓိကတော့နေထိုင်မှုပုံစံကတော့စီကန်းတကြနဲ့စနစ်တကြနဲ့ကိုတောင်ဝန်ကိုကြည့်အောင်လုပ်တာပါပဲထူးထူးထူးကြီးကျွန်တော်တို့ကဟိုနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါမဲ့နောက်နောက်ပိုင်းမှာကျတော့အဲ့ဒါကပုံမှန်လုံရိုးလုံစင်လုံရမဲ့ဟာကကျတော့အာကျွန်တော်ကျွန်တော်အနေနဲ့ကျတော့အဲ့ဒါကိုဟိုသတိထားပြီးတော့အမြဲတမ်းနေနေတဲ့အခါကျတော့ကို့အပေါ်မှာပို့ပြီးတော့ပေါ့နော်ဟိုသူကဒီလိုမျိုးပဲ အဲကျွန်တော်တို့ပဲနေနေနေထိုင်ကြပါဆိုတဲ့ဟာမျိုးဖြစ်နေတာပေါ့အဲ့အတွက်လည်းဟိုကိုကိုစိတ်ထဲမှာကိုပေါ့နော်တခုခုအမားလုံးမဲ့ကြရင်တောင်မှနည်းနည်းလေးစိတ်ထဲမှာလည်းတတိတတိလေးဝင်မိတယ်ပေါ့အဲ့အတွက်ကတော့ဒါပြန်လည်ကျေးဇူးတင်ရမှာပေါ့နော်ဒီကားလေးကဒါမော်ရုပ်ရှင် ။နောက်နေပြီးတော့မှကျွန်တော်ရဲ့ဖူဖွေးရဲ့ဝင်းနေပြည်ရဲ့နောက်လူပညာရှင်ဒီကောင်မတွေအားလုံးဒါပါဝင်ပြီးတော့ရိုက်မဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့ဒါစာနေစဉ်ဒီမီဒီယာရေးဆက်ပွဲပေါ့နော်။အဲဆိုတော့ဒါဒီပွဲကိုကျွန်တော်အနေနဲ့တက်ရောက်ဖြစ်ပါတယ်။လက်ခံပြတာကတော့ဟာဇလန်တိဆောက်မှုပုံစံလေးတွေရဲ့နောက်ပြီးတော့အာဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့လူငယ်တွေနဲ့အမှုပညာရှင်တွေဒီလိုတောင်မျိုးစုံကပေါ့နော်ကျွန်တော်ပူပေါင်းဆောင်ရွက်ပြီးတော့ အာဒီအကောင်းကောင်းမွန်တဲ့လူပညာတစ်ခုကိုဖန်တီးကျင်တဲ့စိတ်ပေါ့။ဟာနောက်ပြီးတော့ပရိသတ်စီကိုမတူညီတဲ့အဲဒီဇက်ကောင်တွေနဲ့မတူညီတဲ့ဇက်ရုပ်ကလေးတွေနောက်ပြီးတော့မတူညီတဲ့ယတလေးတွေအဲ့လိုမျိုးလေးပေးကျင်တဲ့စိတ်။အဲဒါကြောင့်ဒီဒီ project ပေါ်မှာအာကျွန်တော်တို့ကအကုန်လုံးဟိုဘယ်လိုခေါ်မလဲ focus ထားပြီးတော့အလုပ်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 ရမယ့်ဇက်ကားလေးပေါ့နော်။ဒါတော့ကျွန်တော်စူးစမ်းစူးစမ်းတလောက်ပေါ့နော်။ ဒါပြိတ္တရဲ့အပိမှုကိုလည်းရနိုင်တဲ့ဇာတ်ကားလေးတကားလို့လည်းမြင်နေအားကြောင့်မလို့ဒီကားလေးကိုလက်ခံပြီးရောပြင်ဆင်တောင်းဖို့ပိုင်းက character အပိုင်းကတော့အများကြီးမဟုတ်ဘူးဒါပေမဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့အဲဘယ်လိုခေါ်မလဲဒီ character character ရဲ့ဟိုဘယ်လိုခေါ်မလဲ character develop ပြောရမှာပေါ့နော်အဲ character develop ကိုတော့ကျွန်တော်တို့ကအချိန်ချင်းဆွေးနွေးပြီးတော့လုပ်ထားလဲဇာတ်ကားလေးဟုတ်တယ်ဇက်ရုပ်ရောဇလံရောဇညွန်ရောပေါ့အဓိကတော့ဒီသုံးခုဒါအရေးကြီးပါတယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲ အဲ့ပေါ့လေဇညုံပိုင်းပေါ့ဇညုံပိုင်းမှာကြာတော့ရတာပိုင်းတွေကလည်းကျွန်တော်တို့ကဟိုကိုကဘယ်လိုရတာမျိုးကိုပေးမလဲပေါ့နော်အဲဒီရတာပိုင်းကိုလည်းကျွန်တော်တို့ကမတူညီအောင်ဘယ်လောက်ထိကွဲပြားအောင်ကျွန်တော်တို့လုံလုံနိုင်မလဲပေါ့ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကအစ်စ်မဟုတ်တဲ့ခါကြာတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုပရိသတ်ကမြင်ဘူးနေတယ်တွေ့ဘူးနေတယ်တခါလေကြာရင်ဟိုဟိုမင်းမင်းသားအစ်စ်မင်းသမီးအဟောင်းတခါလေကြာရင်မင်းသားကကျွန်တော်တို့အဟောင်းမင်းသမီးအစ်စ်ဆိုရင်တော့အရင် ကျွန်တော်တို့ဟိုပြိဿကဟိုမြင်ဘူးနေကြပုံစံမဟုတ်ပဲမင်းအအသေးမင်းမင်းသားကျွန်တော်တို့ကဟောင်းမင်းသမီးဟောင်းဆိုလို့ရှိရင်ကျွန်တော်ကကားတွေကကျွန်တော်တို့ကအရင်ကကားတွေကိုသွားပြီးတော့သွားမြင်တတ်တယ်ပေါ့နော်အဲ့ဒီအမြင်တွေကိုလည်းဒီကားထဲမှာကျွန်တော်တို့နည်းနည်းလေးပြောင်းလဲထားတယ်အဓိကတော့လူငယ်တွေဆိုတာကလည်းဒါတော်ပြီးသားလူတွေပဲလေအကုန်လုံးကပြိဿတဲ့လက်ခံမှုရှိတယ်နောက်ပြီးတော့ဒီလိုနေရာမျိုးဒီရုပ်ချင်းစကားတကားပေါ်မှာတရုပ်ဆောင်ခွင့်ရလာတယ်ဆိုကြတဲ့သူတို့ရဲ့စူးစမ်းအားထုတ်မှုရှိတယ် နောက်ပြီးတော့ဟိုပြိတ္တရဲ့အားပေးမှုရှိတဲ့အခါရှိလို့ဒါဒီနေရာကိုသူတို့ဟိုရောက်လာတာပေါ့နော်ဆိုတော့ဟိုဒါကလည်းသူတို့သူတို့ရဲ့စ조사အဆောမှုတော့ရောက်လာတဲ့အခါကျတော့သူတို့ဒီဒီကားပေါ်မှာလည်းသူတို့စ조사မယ်ဆိုတာယုံကြည်ပြီးသားအဲယုံကြည်ပြီးသားအဲ့အတွက်ကြောင့်မလို့အများကြီးတော့မစိုးရိမ်ပါဒီကားကကျွန်တော်တို့ကဟိုဘယ်လိုဘယ်လိုခေါ်မလဲဆိုတော့ pre production မှာတော့ကျွန်တော်တို့အကုန်လုံးတွေ့ပြီးတော့စကားပြောကြည့်ပုံအရတော့စက်ကောင်တွေကတော်တော်လေးကို chemistry မိပြီးတော့အဝင်ငွေကျဖြစ်နေတာတွေ့ရတယ်ပေါ့။ဟောတွေ့ကြုံရပြောရမယ်ဆိုတော့အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ကားတကားကဟိုပြိတ်သက်စီကိုရောက်တဲ့ရခိုင်တော့ပုံများတာတွေ့ကြုံကြုံမှုတယ်ပေါ့ဆိုတော့ဒီကားလေးလည်းအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ။ဘယ်လိုလဲဆိုတော့အဲ့အဲ့အတွက်လည်းဘယ်လိုခုံလဲဆိုတော့ကိုကိုကိုဟိုဘုံယူနေရမျိုးတွေလည်းမဟုတ်ပါဘူး။ဘာဆိုတော့ကိုပုံမှာအဲ့လိုမြင်ပေးတဲ့အခါကျတော့ဘယ်လိုခုံလဲဆိုတော့လေဟိုကိုကလည်းစိတ်ကျဉ်တတ်မှုရှိတယ်ဆိုတာတစ်ခါကို ဟိုကိုကြောင့်အာသူတို့မှာဒီဟိုဘောနော်အတူယူစရာတခုရှိနေတဲ့ခါကျတော့ကိုကိုကလည်းတခုခု အမားလုံးမယ်ဆိုရင်တော့မဟိုဒီအတိတရားလေးရှိနေတဲ့ခါကျတော့မလုံးဖြစ်ဘူးဘောနော်ကို့အတွက်လည်းဒါတာဝါပြန်ဖြစ်သွားတယ်ပေါ့အဲဆိုတော့ဘယ်လိုခေါ်မလဲဆိုတော့လေဒါအိုလူပညာလောကမှာတကယ်တမ်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြတ်တန်းရမယ့်ပုံစံတွေကဒါတကယ်တမ်းဆိုလို့ရှိရင်တော့ရေရှည်တည်တန်းဖို့နဲ့အဲကျွန်တော်တို့ဒီ အမှုပညာပေါ်မှာသစ္စာရှိမှုကတော့ပိုအရေးကြီးတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်ဖို့အတွက်ခါကြတော့ကျွန်တော်တို့ကနေထိုင်မှုပုံစံတွေအသွားလာနေထိုင်ပြောဆိုတွေရလဲကျွန်တော်တို့ကတောင်းတနေရနေပြီးတော့မှကျွန်တော်တို့ဒီအမှုပညာရှင်တွေရဲ့ဖြတ်သန်းမှုကိုကျွန်တော်တို့ကဟို boost လုပ်ပေးတယ်ပေါ့နော်အဲ့ခါကြတော့အဲ့လိုမျိုးခံစားမှုမျိုးပဲကိုကအာဒီလိုမျိုးအဓိကတော့နေထိုင်မှုပုံစံကတော့စီကန်းတကြနဲ့စနစ်တကြနဲ့ကုတောင်ဝန်ကိုကြည့်အောင်လုပ်တာပါပဲထူးထူးထူးကြီးကျွန်တော်တို့ကဟိုနေတာမျိုးတော့မဟုတ်ဘူးပေါ့နော် ဒါမဲ့နောက်နောက်ပိုင်းမှာကြတော့အဲ့ဒါကပုံမှန်လုံရုပ်လုံးစင်လုံရမဲ့ဟာကကြတော့အာကျွန်တော်ကျွန်တော်အနေနဲ့ကကြတော့အဲ့ဒါကိုဟိုသတိထားပြီးတော့အမြဲတမ်းနေနေတဲ့အခါကြတော့ကို့အပေါ်မှာပို့ပြီးတော့ပေါ့နော်ဟိုသူကဒီလိုမျိုးပဲအဲကျွန်တော်တို့ပဲနေနေနေထိုင်ကြပါဆိုတဲ့ဟာမျိုးတော့ဖြစ်နေတာပေါ့အဲ့ဒီအတွက်လည်းဟိုကိုကိုစိတ်ထဲမှာကိုပေါ့နော်တခုခုအမားလုံးမဲ့ကြရင်တောင်မှနည်းနည်းလေးစိတ်ထဲမှာလည်းသတိသတိလေးဝင်မိတယ်ပေါ့အဲ့ဒီအတွက်ကတော့ဒါ ပြန်လည်ကျေစုတရားမှာပေါ့နော်အဲဟုတ်တယ်ဟုတ်တယ်အဓိကတော့ကျွန်တော်တို့ကဟိုကစီကန်းတကြအဲရေစီကန်းရကြတော့ကျွန်တော်တို့ကလူတယောက်ရဲ့တန်ဖိုးကိုလည်းမြင့်မြင့်တက်သွားစေရလေဆိုတော့အဓိကတော့ဒီစီကန်းရဲ့တန်ဖိုးကြောင့်လည်းဖြစ်တာပေါ့အစနစ်တကျဟိုဘယ်လိုလဲတိဆောက်ထားတဲ့အရာတွေကဟိုသေတက်တက်နဲ့ပရိသတ်စီကိုရောက်တာပို့ပြီးတော့မြန်ဆန်တယ်လေအဲ့ဒီသဘောပါပဲဗျာလောလောဆယ် project တော့မရှိသေးပါဘူးလောလောဆယ်တော့ဟုတ်ကဲ့ဟုတ်ကဲ့မျှော်လင့်ပါတယ်သူနေတယ်လေဟိုကလုံးလုံးမဲ့ဆိုအမြဲတမ်းကြိုးစားနေပါ